အင်းရောင်းထွက်ခြင်းနဲ့ခြံရောင်းထွက်ခြင်းနဲ့เนาะကိုကဆရာသမားတွေထံမှာမသွားခြင်းဘူးเนาะကိုကပတ်စံနဲ့အကုန်မခံခြင်းဘူးဆိုရင် အခုဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးပါเนาะဒါကကျွန်မစေတနာမေတ္တာနဲ့ညှို့ပေးတာเนาะဆရာသမားတွေထံကိုလည်းလူကိုယ်တိုင်မသွားနိုင်ဘူးကိုကကြတော့နေမျိုးလေးတွေတောမြောက်တောမျိုးလေးတွေမှာနေနေတဲ့ကိုရောင်းခြင်းနဲ့အင်းလေးခြံနေရတယ်အယောင်းထွက်နေတယ်ကြံ့ကြနေတယ်ပေါ့ဒါဆိုရင်မလုပ်ရမလဲဆိုလို့ရှိရင်အခုကျွန်မပြတယ်ဆမဖီးယားလေးကို မိမိတို့အနေနဲ့ skin shot လေးရိုက်ပြီးတော့နော် skin shot လေးရိုက်ထားမယ်နော်အခုပြနေတဲ့အခါမှာ skin shot လေးရိုက်ပြီးွားရင်အခုလိုမျိုးပကံများလေးထဲမှာကတ်ပြီးလို့လိုအပ်ပါတယ်နော်ပေါ်တုတ်ပြီးတော့ကတ်ပါပေါ်တုတ်ပြီးတော့ကတ်ပြီးသွားပြီဆိုရင်အခုလိုမျိုးကြီးကတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကိုရောင်းချင်တဲ့အိမ်နံပါတ်ကိုရောင်းချင်တဲ့ငွေအမောက်နော်ရေးမယ်နော်အဲ့တော့ကိုကဘာလိတာလဲကိုရဲ့နေနံနေနဲ့ရေးမယ် ပြီးသွားရင်ကျွန်မတို့တက်ရှာအနီရောင်တလဲလိုအပ်တယ်နော်တက်ရှာအနီရောင်တလဲဒါလေးကိုမျက်စွာဖျားရှင်ရဲ့အရှိမဖျားကြောင်းဆောင်ကျဲတယ်ဆိုရင်ဖျားကြောင်းဆောင်ရှိမအခုလိုမျိုးလေးတင်ထားမယ်ပြီးသွားရင်တက်ရှာအနီရောင်တလဲကိုကြာတော့ စိုက်ပေးမယ်နော်သက်ရှာအနေအောင်တလဲရတော့ကျွန်တော်တို့အမွေးရအမွေးတိုင်းခွက်ကလေးနဲ့ပဲသူ့ဘေးနားမှာဖခင်ဒီစမဖခင်ရဲ့ပကံရဲ့ဘေးနားမှာစိုက်ပေးမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီအလေကောင်မှာမီးထိုးမယ်ထိုးတဲ့အခါမှာကိုရောင်းကျင်တဲ့အိမ်အမြင့်ဆုံးရောင်းတော့ရောင်းခွက်ပို့ဘောချံရောင်းကျင်နေဆိုရင်ချံရောင်းခွက်ပို့မြေရောင်းကျင်ရင်မြေရောင်းခွက်ပို့တေချာထိုးရမယ် မီးရတော့ကျမတို့တနေ့ကိုတတိုင်တတိုင်တတိုင်နဲ့ကိုယ့်ရဲ့တိတိထုံးမယ်နော်ကိုယ့်ရဲ့ပြည့်သွားလို့ရှိလို့ရှိရင်ကျမအထံကိုဆက်တွယ်မေးမြန်းလို့ရတယ်ဆရာမကြီးကိုယ့်ရဲ့ကိုယ့်ရဲ့ပြည့်သွားပြီကျမတို့အင်ချမ်းမီတော့ရောင်းခွက်သွားပြီဒီပကံလေးရတော့ဘယ်လိုလုပ်ရမလဲဒါမျိုးလေးနားမလဲရင်မေးလို့ရတယ်ဘလို့မှမလုံနဲ့ဒီပကံလေးကိုကျမတို့ကစီကြောပြီးသွားလို့ရှိရင်အခုပကံလေးကိုကျမတို့ဒီ တယောက်ယောက်ကိုပြန်လဲလှူဒန်းတာမျိုးတွေပြုလုပ်ပေးလို့ရတယ်เนาะဒါလေးကိုတော့ဒီရေတရားလေးကိုတော့မိတ်ဆွေတို့ကရုံရုံကြည်ကြည်နဲ့ပြုလုပ်ကြည့်ပါ အရင်တော့ကကျွန်မဒီရေတရားနီလန်းလေးကို TikTok ပေါ်မှာ YouTube ပေါ်မှာတင်ပေးပြီးွားတယ်အဲ့မှာအန်တီတယောက်ကหนีပြီးတော့ကျွန်မရေတရားလေးကိုကြည့်ပြီးတော့တေချာလေးလိုက်လုလိုက်တာ သူ့ရဲ့တိုက်ခန်းလေးရောင်းထွက်သွားပါတယ်เนาะအဲ့တော့သူရောင်းထွက်သွားတဲ့အခါမှာကျွန်မရေဟောကန်းကိုလာရောက်ပြီးတော့မှကျွန်မကို လာကြော့သွားပါတယ်။နောက်မုတ်ဘူးတွေပေးသွားပါတယ်။သူ့တိုက်ခန်းလေးရောင်းထွက်သွားပါတယ်ဆိုပြီးတော့အဲ့ဒီတော့ဆိုရင်ဒီရေတရာလေးတွေကိုကျွန်မကညှဝေပေးပြီးပါတယ်။အခုကျွန်မဒီအကောက်မှာပြန်လဲညှဝေပေးခြင်းဖြစ်ပါတယ်နော်။ဒီစမလေးကို skin shot လေးရိုက်ပါအခုလိုမျိုးလေးပကံများလေးထဲမှာကတ်ပါ။ယုံကြည်တဲ့လူလှုပ်ပါ။မယုံကြည်တဲ့လူကကြော်သွားနိုင်ပါတယ်။အားလုံးပဲအစီအစဉ်